ါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲများကိုနှောင်ရှားဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးရေးယူထိန်းသိမ်းခံထားသူ88ဦးထိရှိပြီလို့စစ်ကော်မရှင်ရဲ့ပြည်ထရေးဝန်ကြီးဌာနကအော်တိုဘာ29ရက်ကထုတ်ပြန်ပါတယ်။ဒီလိုထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်းဒီဥပဒေကြောင့်ဖမ်းဆီးထိန်းသိမ်းခံရသူတွေဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ပြည်သူတွေကိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးမယ်လို့ကြွေးကြော်နေတဲ့စစ်ကောင်ဆောင်ဟာသူ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့သူတွေကိုဖမ်းပြပြီး ီသူတွေကိုကြောက်တရားနဲ့ထိ ंछ ုပ်ဖို့ကြိုးပမ်းနေတာလို့ရွေးကောက်ပွဲဆောင်ကြည့်လေလာသူတွေကပြောပါတယ်။အဲရွေးကောက်ပွဲဆောင်တကယ်လို့လွတ်လပ်စွာထုတ်ဖို့ပြောဆိုဝင်အမြင့်ဆုံးကျင့်သုံးပြီးတော့မှဒီနိုင်ငံရေးမှာပါဝင်ရတာဘယ်ဘယ်ကန်ဒီဒေးကိုတော့ချိန်တယ်ဘယ်ကန်ဒီဒေးကိုတော့မချိန်ဘူးပြောရတာဒီဘေဟာကတော့ဒီကောက်ပွဲကော်မရှင်ကတော့ဘေဟာကတော့အားနေတယ်ဘေဟာကတော့အားကောင်းတယ်ဆိုပြီးဝေဖန်ရအထာမျိုးကိုခန့်သက်ပြီးတော့လုပ်တဲ့ရွေးကောက်ပွဲမျိုးကတော့ဟောမရှိခဲ့ဘူး ါ့နော်တကယ်တော့ဒီမိုကရေစီရွေးကောက်ပွဲဆိုလို့ရှိရင်တကယ်ကိုလွတ်လပ်ပြီးပြောင်းရတာရေရွေးကောက်ပွဲကော်မရှင်ကနေစီမံခန့်ခွဲမှာဆိုရွေးကောက်ပွဲမှာဖန်ဆီးရာတွေရွေးကောက်ပွဲဥပဒေနဲ့ဖန်ဆီးရာတွေကတကယ်တော့အဲ့ဒါတွေကဘယ်သူကလုပ်အောင်မလဲဆိုလို့ရှိရင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တရားမျှတမှုရှိအောင်ဝေဖန်ခံရရင်ထုတ်ပြန်မှာရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်မှာကိုယ်ကဝေဖန်ခံရရင်လိုက်ဖမ်းနေတာအစစ်အစိုးရဖြစ်တယ်ပြီးခဲ့တဲ့အော်တိုဘာ31ရက်ကရုပ်ရှင်ဒါရိုက်တာဇဘူထွန်းသက်လွင်ဒါရိုက်တာအောင်ချမ်းလူအော်တိုဘာ29ရက်ကဒါရိုက်တာမိုက်တီ တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေတွေနဲ့စစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။ဒီသူတွေဟာရွေးကောက်ပွဲကိုတိုက်ရိုက်ဝေဖန်ထားတာမရှိဘဲဖမ်းဆီးခံခဲ့ရတာပါ။စစ်တပ်ကပြဋ္ဌာန်းထားတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအရရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုဖြစ်စေတစိတ်တဒေတာကိုဖြစ်စေပြက်ပြန်းအောင်ဟောပြောတာပြောဆိုစည်းရုံးတာလှုံ့ဆော်ဆန္ဒပြတာ စာရေးသားဖြန့်ချီတာတွေကိုတားမြစ်ကြောင်းပါရှိပေမဲ့လက်ရှိမှာတော့ပြည်သူတွေဟာဆိုရှယ်မီဒီယာမှာ reaction လုံးယုံနေတဲ့ဖန်စီထိမ့်သိမ်းရေးယူခံနေရတာလည်းဖြစ်ပါတယ်။ကိုယ်တွေဟိုတလုံးမသိပုံမရအောင်အဲသူတို့ဟိုထုတ်ချင်တဲ့ရေးချင်တဲ့အရာကိုသူတို့ဆွဲပုံမှာအခက်အတမီရေးလိုက်မယ်။အဒီဟာဟိုးတွေပြစ်ထုတ်လိုက်မယ်။သူတို့ဒီလောက်ပဲအဲသိပုံရတယ်ပေါ့။ကျွန်တော်နောက်ထပ်ချိန်ဥပဒေပုံမှာ354မှာကျွန်တော်ပြန်ပြီးတာ။ သူရဲ့အွေယုံကြည်ချက်ချင်းချင်းယူခတ်ချက်တွေကိုလွတ်လပ်စွာထုတ်ဖို့ပြောဆိုရေးသားဖြန့်ဝေပံဝင်ရှိရဲလို့ပြောထားပြီးသားပေါ့လေအခွင့်အရေးရှိပြီးသားဆိုတော့ဒီကိုင်းရလာမှာတခုမှရလာမှာမဟုတ်ဘူးဒီချိန်လေးမျိုးမှာဆိုတော့မရလာခဲ့ရလက်ကြပြီအစောပိုင်းအန်လာဖတ်တင်နေရမရလာခဲ့ရဆိုတော့အခုချိန်ဒီလေအရမှာမဟုတ်ဘူးဖစ်တဲ့အုပ်ချုပ်တဲ့ကာလရှောင်းတော့ရမှာမဟုတ်ဘူးစစ်တပ်ဟာရွေးကောက်ပွဲကိုကာကွယ်တဲ့ဥပဒေကို2025ခုနှစ်ဇူလ29ရက်မှာပြဋ္ဌာန်းလိုက်တာဖြစ်ပြီးဒီဥပဒေပြဋ္ဌာန်းချက်မှာပါဝင်တဲ့ချက်တွေကိုချိုးဖောက်ရင် အနည်းဆုံးထောင်ဒဏ်၃နှစ်ကနေလူသေးဆုံးနဲ့အထိပြင်းထန်ခဲ့ရင်တော့ပါဝင်ပတ်သက်သူတွေအားလုံးကိုတည်တံ့ချမှတ်နိုင်တယ်လို့ဆိုထားပါဗျ။ဒါအပြင်ရွေးကောက်ပွဲကိုပြပြအောင်ဟောပြောတာ၊စီယုံလှုံ့ဆော်တာ၊ဆန္ဒပြတာနဲ့စာရေးသားဖြန့်ချီတာ၊ရုပ်ပုံပိုစတာချိတ်ဆွဲရာတွေလုပ်ခွင့်မရှိဘူးလို့ဆိုထားပြီးချိုးဖောက်သူတွေဟာဥပဒေပုံမှန်23ကကြီအရအမြင့်ဆုံးထောင်ဒဏ်9နှစ်ထိချမှတ်ခံရနိုင်ပွဲရှိနေတာပါ။